အဲပုံမှန်လေးပြောလဲရှိရင်ဒါကဒါကကိုဖြိုးလေးကလည်းသူလည်းတိတ်မလုတ်တတ်ဘူးပေါ့နော်ကိုဖြိုးဆိုလို့ရှိရင်တော့ပို့ဆိုးတာပေါ့သူတို့ကကြောင့်ဒီကနေ့နည်းနည်းနီးနီးနေတာအာကျွန်တော်ကျွန်တော်ဖြစ်နေရပါဗျာသိရမလားသုံးယောက်မဲခွက်လိုက်တယ်ကျွန်တော်အငယ်ဆုံးလည်းဖြစ်တယ်အငယ်ဆုံးလည်းဖြစ်တဲ့ခါကျတော့အရာလေကျွန်တော်လုတ်မယ်လို့ဆိုပေါ့โอเคဆိုကြပန်းလေးကောက်ထိုးလိုက်ပေါ့ကိုဖြိုးကဟိုပုံလေးတီးတယ်အာပြီးတော့ကိုဖြိုးလေးကတချင်းဆိုတယ်ဒါကမင်းကဂုံလူရတာလေအဲအဲ့လိုမျိုးလေးပေါ့ချစ်စရာကောင်းအောင်လုတ်ကြမယ်ဆိုပြီးတော့အဲ့ဒီစင်လေးကပရိသတ်ရင်ထဲရောက်သွားတယ်လို့ထင်ပါတယ် တင်တဲ့ချိန်မှာသဘောကျကြတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လည်းဝမ်းသာတယ်ပြီးတော့နောက်ဖို့လည်းအရန်ကောင်းတဲ့ ID နေပို့ပေးနိုင်တဲ့အတွက်ကြောင့်မကျွန်တော်ဒီဘက်မှာဟိုကညီမလေးကိုချော့တယ်ဆိုတော့ဟာပို့ပြီးပေါ်လင်တာပေါ့နော်ဟုတ် ကွာအာဒါကဇက်အရင်မိုက်တယ်အာပြီးတော့ဒီဇက်လန်းကလည်းကိုပြိုးကအများကြီးသူစဉ်းစားပြီးတော့ဒီဖန်တီးခဲ့တဲ့ဇက်တစ်ခုဆိုတဲ့ခါကျတော့ကိုပြိုးကန်းလန်းလိုက်တဲ့အခါအရုံးနဲ့ချမယ်ဆိုတဲ့အခါကျွန်တော်တို့ကကိုပြိုးပေါ်လုံးဝယုံကြည်မှုတစ်ခုတည်းနဲ့ပဲကျွန်တော်တို့တွားရိုက်မယ်ဆိုတော့ကျွန်တော်တို့ရိုက်ပြီးသားပဲဆိုတော့ကျွန်တော်တို့တန်တန်ပင်ပင်နဲ့ကျုံးခဲ့တဲ့ပါပါဟုတ်ကိုပြိုးကြောင့်မှတ်ခံရရပါ မှန်တယ်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 အမှန်အမှန်တရားပါအဲ့ဒီကကျွန်တော်သူလည်းပြောတယ်ဖြိုးလေးလည်းပြောတယ်ကိုနေတိုးလည်းအဲ့လိုပဲကိုနေတိုးဆိုတော့ကိုနေတိုးကျွန်တော်ဒါကူညီတာကျွန်တော်လုပ်ပေးတယ်ကိုနေတိုးကိုနေတိုးဆိုရင်ဘယ်ကောင်လဲကျွန်တော်ဒီရိုက်ပေးမယ်လို့တော့မထင်ဘူးလေအဲ့ဒီရိုက်ပေးရေးအစီအစဉ်ရမ်းလိုက်တယ်ဆိုတော့ဒီတော့ဒီဒီကားကကျွန်တော်တငယ်ချင်းပေါင်းသင်းစိတ်ဓာတ်နဲ့အဲ့လိုစုပြီးတော့လုပ်ရတဲ့ကားဗျဟုတ်ဟုတ်ဒီလိုကျွန်တော်လည်းအဲ့လိုရိုက်မယ်ဆိုပြီးတော့စီစဉ်ထားတာတခြားဇက်တစ်ခုဟုတ်တယ်တစ်ခုတခြားတစ်ခုတခုတဲနေရတခြားတစ်ခုအဲ့ဒီဒီဟာအရင်အရင်ရိုက်ဖြစ်သွားတာဒီရိုက်ဖြစ်သွားတာ 9ရက်20ရက်အတွင်းမှာကျွန်တော်တကယ်ကိုညီကိုသုံးအဖြစ်အောင်ကျွန်တော်နေနေကြတာ အစားဒူဒူစားဒူသွားတယ်ပောက်ကြိုက်ဒူလုပ်ကြတယ်အတူတူနေနေကြတာပြောနော်အင်ကြီးကအစားအဲမင်တာဝေးလင်းဟာတင်ဟာနေအဲ့လိုနေနေတဲ့ခါကျတော့တကယ်တကယ်တကယ်ပြောတော့ခါညီကိုတုံးရောက်ဆိုတဲ့မှုကလေးကျွန်တော်စီမှာတကယ်ကိုကတ်ပါတယ်အိတ်ကားဟုတ်တယ်ဟုတ်အဲ့အဲ့ဒီအဲ့ညီမလေးကိုကားတဲ့ဟာကလေဟိုအဓိကဒီ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 တချင်းရဟိုဥက္ကလာယူလာတော့ဟိုအဲ့လိုမျိုးပုံစံလေးလုံးကြမယ်ဆိုတဲ့အချိန်မှာအဲပုံမှန်လေးပြောလဲရှင်ဒါကဒါကကိုဖြိုးလေးကလည်းသူလည်းတိတ်မလုတ်တတ်ဘူးပေါ့နော်ကိုဖြိုးဆိုလို့ရှင်တော့ပုံဆိုးတာပေါ့ဆိုတော့ကကြောင့်ဒီကနေ့နည်းနည်းနေတာအာကျွန်တော်ကျွန်တော်ဖြစ်နေတာပေါ့ဗျာအဲ့ မလားလေ3ယောက်မဲခွန်းလိုက်တယ်ကျွန်တော်အငယ်ဆုံးလည်းဖြစ်တယ်အငယ်ဆုံးလည်းဖြစ်တဲ့ခါကျတော့အရာတယ်ကျွန်တော်လုံမယ်လို့ဆိုတော့ okay ဆိုတော့ပန်းလေးကောက်ထိုးလိုက်ပြီးတော့ကိုဖြူကဟိုပုံလေးတီးတယ်အာပြီးတော့ကိုဖြူလေးကတချင်းဆိုတယ်အဲ့မှာမင်းကဂုံလူရတာလေအဲ့အဲ့လိုမျိုးလေးပေါ့ချစ်စရာကောင်းအောင်လုံကြမယ်ဆိုပြီးတော့အဲ့ဒီစင်လေးကဟိုပြိတက်ရင်ထဲရောက်သွားတယ်လို့ထင်ပါတယ်ရင်ထဲရောက်သွားတော့လေထွေးလာတင်တဲ့ချိန်မှာသဘောကျကြတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့လည်းဝမ်းတာတယ်ပြီးတော့နော်ဖောလဲအရန်ကောင်းတဲ့ ID နေပို့ပေးနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဘက်မှာ ဟိုညီမလေးကိုချော့တယ်ဆိုတော့ဟာပုံပြီးပေါ်လင်တာပေါ့နော်ဟုတ်ဒါညီမပေါ်ထားတဲ့စိတ်ကဒါအကိုညီညီကိုတော့ရောက်မှာအကိုအကြီးဆုံးဖြစ်တယ်အကိုဖြိုးဖော်ပြတဲ့ပုံစံရယ်အကျွန်တော်ကညီမပေါ်ချစ်တဲ့ဖော်ပြတဲ့ပုံစံရယ်ကိုဖြိုးလေးဖော်ပြတဲ့ပုံစံရယ်မတူအဲ့ဒါလေးကိုဒီကားလေးကိုလာကြည့်လို့ရှိရင်တရုတ်ဆောင်တဲ့လူတွေရဲ့မျက်လုံးလေးတွေမှာမြင်ရပါလိမ့်မယ်ကိုဖြိုးမွေဆိုလောက်အလုတ်သွားတဲ့ idea တစ်မျိုးပြီးတော့ဒီညီကိုတော့ရောက်မှာသူ့ရဲ့အချင်းစရိုက်လေးတွေနဲ့တယောက်ကချိန်ထားတယ်အကိုအကိုလှုပ်တဲ့သူပေါ်မှာ respect ရှိတာ အခုလုံးတဲ့သူကကြောင့်အချက်အရန်ကြီးတယ်အဲ့ဒီပုံမှာဟိုဒါမဲ့သူ့ရဲ့အလွယ်လေးတွေကနေတာ gas ဖြစ်မှာလားဆိုတဲ့ဟာလေးတွေကပီချာလေးကျွန်တော်စူးစမ်းရတာခင်ဗျာဟုတ်ပုံစံတယောက်တစ်မျိုးစီပေါ့ပုံစံတယောက်တစ်မျိုးစီအပြင်မှာလည်းကျွန်တော်တို့ကဟိုအခုမှတွေ့ဘူးတဲ့လူလည်းမဟုတ်ဘူးအပြင်မှာလည်းဟိုဘယ်လိုပြောပြရမလဲဘယုတ်ဒုက္ခပေါ့ဟိုပေါ့ပေါ့ပါပါနေကြတာဘယုတ်ဒုက္ခဆိုတာတော့ဘုံပေါ့ပေါ့ပါတကယ် လိုပြမယ်ဒီမှာဆိုတော့တိုင်ရွန်ဆိုတာကျွန်တော်ကျွန်တော်နာတာရှိတယ်ကျွန်တော်ညီတွေကတယောက်တယောက်ပဲတယောက်ပဲကျွန်တော်တွေကတယောက်ပဲဟုတ်တယ်ကျွန်တော်ဖွေတွေကကျွန်တော်တွေကတယောက်ပဲကျွန်တော်တို့ကရမ်းတောင်းကြမ်းကြတာပေါ့နော်တယောက်ပဲဆိုတော့ဒါဒါဖြူလေးဆိုလာတယ်ကျွန်တော်တွေကတယောက်ပဲဟုတ်တယ်ကျွန်တော်တို့ကထွေတူးမဟုတ်ဘူးတကယ်လို့ဒါကျွန်တော်ကျွန်တော်ညီဟုတ်အေးစိပဲအဲ့တော့ဒီကအရင်လဲဟိုမိုက်သွားတာပေါ့နော်တကယ်ဟိုကိုပြောရလဲလုံးဝ item ကိုအဲ့လိုမျိုးဟိုလိုအပ်လို့ရှိရင်ကျွန်တော်တို့ချက်ချင်းပြောရတယ် ူဒီပုံစံလုံးမှာဒီပုံစံလုံးမှာ तू မကြိုက်ရင်လည်းချက်ချင်းပြောတယ်ဒါကျွန်တော်စီနီယာတောက်အနေနဲ့ကျွန်တော်နားထောင်တယ်ဟုတ်ပြီအဲ့လိုလုပ်အဲ့လိုမျိုးချတော့ဒီဒီဒီညီကို၃ယောက်ကအပြင်မှာလဲဒီအော်အွန်စင်းမဟုတ်ဘယ်နဲ့အပြင်မှာလဲဒီလိုဒီလိုပုံစံလေးတွားခြင်း instruction ပေးတာကကျွန်တော်ဇကားရိုက်တဲ့အချိန်မှာလဲအကူကြီးတယောက်ကညီငယ်တစ်ယောက်ကိုလွှမ်းမိုးတဲ့ပုံစံတော့ပေါ်သွားအကွက်တိဖြစ်သွားတာဟုတ်ဟုတ်တယ်ဇက်ကလည်းအဲ့လိုမျိုးပဲဟုတ်ဟုတ်ပါဘူးအရင်နောက်တက်တာနောက်တက်တာပျော်စရာကောင်းတယ်ဟုတ်ပျော်စရာကောင်းတယ် ူတူချစ်တဲ့ပုံစံကျွန်တော်တို့ကပီတိလည်းဖြစ်မိပါတယ်ဟုတ်ဟုတ်ဟုတ်ကဲ့အမကတော့ကျွန်တော်တို့ကြောက်နေရတယ်ကြောက်လို့ဆိုချစ်ကြောက်ချစ်ကြောက်ပြောဖို့ကောင်းတာဟုတ်ကဲ့အဲ့ဒါအလုံးထဲမှာနော်ထဲမှာပြောကြပါနော်ဟုတ်ကဲ့ပါပြီးပါ